အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တက်ခိုင်းဖရောင်ပါမာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ ID တင်စရာမလိုကတ်ချိတ်စရာမလိုတဲ့ကနေဒါ PayPal account တစ်ခုကိုမလိုညရရအောင်ဖွင့်လို့ရမလဲဆိုတဲ့ပတ်သက်ပြီးကျွန်တော်တို့အတိအသေးရှင်းပြလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ PayPal account ဖွင့်တဲ့အခါမှာကနေဒါ region ကိုဘာကြောင့်ယူရတာလဲဆိုရင်ကျွန်တော်တို့ဒီ ကနေဒါပြေးပဲအကောက်ဒီကျွန်တော်တို့ ID နေစရာလည်းမလိုပါဘူးကတ်ချိတ်စရာလည်းမလိုပါဘူးသူအနေနဲ့အဓိကဘယ်နေရာတွေမှာအသုံးပြုလို့ရလဲဆိုရင်ကျွန်တော်တို့ online ကနေ gain တွေကစားပြီးပတ်စံရှာခြင်းတဲ့သူတွေနောက်ပြီးကျွန်တော်တို့နိုင်ငံခြားကနေပြီးတော့ငွေလဲတွေလက်ခံခြင်းတဲ့အခါမျိုးတွေမှာဆိုရင်ဒီကနေဒါပြေးပဲအကောက်ကတုံးလို့အဆင်ပြေရလို့ကျွန်တော် recommend ပေးရပါတော့ကျွန်တော်ဒီလက်ရှိကနေဒါပြေးပဲအကောက်ကိုအသုံးပြုနေတာဖြစ်ပါတယ် ဒါဆိုရင်အရင်ဆုံးကျွန်တော်တို့ကနေဒါပြည်ပဲကောက်ဖွင့်တဲ့ချိန်မှာကျွန်တော်တို့ဘာလိုရလဲဆိုရင်ကျွန်တော်တို့ VPN တစ်ခုလိုပါတယ် VPN ချိတ်ပြဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြည်ပဲအကောက်ကိုကျွန်တော်တို့က application တွေကနေတောင်းဖွင့်မှာမဟုတ်ဖိနေကျွန်တော်တို့ Java နဲ့အနေနဲ့ browser တစ်ခုကိုအသုံးပြုပြီးဖွင့်ရမှာဖြစ်ပါတယ်ဒီချက်တွေမှာကျွန်တော်က VPN အနေနဲ့ဒီကနေ့မှာကျွန်တော်ဒီမှာကျန်းကျန်း VPN ကိုအသုံးပြုပြီးလုပ်ပြပေးသွားမှာဖြစ်တယ်လို့ browser အနေနဲ့ကတော့ကျွန်တော်ဒီမှာ Chrome browser ကိုအသုံးပြုပြီးလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ကျွန်တော်တို့ဒီ Chrome browser မှာမဟုတ်ပါဘူးတခြားတခြားသော browser တွေဆိုရင်လည်းကျွန်တော်တို့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။နောက်ပြီးရင်ကျွန်တော်တို့ဒီကျမ်းစာ VPN ကမရှိသေးဘူးဆိုရင်လည်းကျွန်တော်တို့ Play Store ကနေတွားပြီးတော့ download ရယူပြီးအသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကျွန်တော်ရဲ့ဖုန်းတွေကိုဒီကျမ်းစာ VPN application ကိုကျွန်တော် download တွင်းထားပြီးသားဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော် VPN ချိတ်ဖို့အတွက်ဒီကျမ်းစာ VPN လေးကိုကျွန်တော်နှိမ့်လိုက်ပါမယ်။ပြီးရင်ကျွန်တော်ဒီမှာ VPN ချိတ်လိုက်မယ်ပေါ့နော်။ တခုတိထားရမှာကကျွန်တော်တို့ကနေဒါပေးပေအကောင့်ဖွင့်တဲ့အချိန်မှာ limit မထိဖို့အတွက်ကျွန်တော်တို့သူ့ရဲ့သူ့ရဲ့ပေါ့နော်ဒီဖြည့်ရမယ့် activity တခုချင်းစီကိုမှန်မှန်ကန်ကန်အမြဲတမ်းဆက်လာလှုပ်ဆောင်မှုအဓိကကြပါတယ်။ဒါတော့မင်းစတို့အနေနဲ့မဖြစ်မနေတိထားရမှာပဲဖြစ်ပါတယ်။ဒီကြံကြာလေးခဏကြည့်လိုက်ပေါ့နော်။ကြည့်ပြီးရင်ကျွန်တော်တို့ဒီမှာဒီအမှန်ချက်လေးကိုနှိပ်ပြလိုက်ပါ။ Okay ဒါဆိုတော့ကျွန်တော်တို့ VPN ချိန်သွားပြီပဲဖြစ်ပါတယ်။ ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ကနေဒါပြည်ပကောက်ဖွင့်မှုတာ VPN ချိလိုက်ပြီးပဲဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ browser ကိုအသုံးပြုပြီးဖွင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲဒီကျွန်တော်အခုလုပ်ပြမှာကတော့ကျွန်တော် Chrome browser ကိုအသုံးပြုပြီးလုပ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ Chrome browser လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်။အခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ search bar ကိုတစ်ချမ်းနှိပ်ပြီးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်အခုရိုက်တဲ့လိုလေးလိုက်ရရှာပြီပေါ့နော်ကျွန်တော်ဒီမှာ PayPal Canada ဆိုပြီးတော့ရိုက်လိုက်ပါမယ် โอเคกลุ่มเล่นย้ายพี่ๆเสร็จแล้วရှင်ดีมาอปอซုံးมาปี้เป๋กันนี่ล่ะซุยป้องเนี่ยเลยရှိပါတယ်အားလေးကိုတခြားနှိမ့်ပေးလိုက်ပါโอเคဒီလိုမျိုးလေးကြာလာပြီဆိုရင်ကျွန်တော်ဒီမှာ www.paypay.com ဆိုပြီးပြထားတယ်ဒါတော့ paypay ရဲ့ website ပေါ့เนาะဒီမှာကြည့်ရမှာကအဓိကကြည့်ရမှာတော့ CA ဖြစ်နေလို့ရမှာเนาะ paypay CA ဖြစ်နေလို့ပါတယ် CA ကဘာလဲဆိုရင်ကျွန်တော်တို့ကနေဒါရဲ့အတူကောက်ပေါ့နော် CA ဆိုပြီးတော့ပြောထားတာဒီနေရာမှာပေးပဲ US ဒေါ်လာလို့ဖြစ်နေတယ် UAE လို့ဖြစ်နေတယ်ဆိုရင်မရဘူးပေါ့နော်ပေးပဲ American စာချုပ်ဖြစ်နေမယ်ဆိုရင်ကျွန်တော်မရပါဘူးအဓိကဒီကနေဒါကောက်ဖွင့်မှာဖြစ်တဲ့ပေးပဲ CA ဆိုပြီးဖြစ်နေမှုလို့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ website လေးကိုဝင်ပေးလိုက်ပါမယ်အခုလည်းကျွန်တော်တို့ဒီ PayPal website တွေကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကအခုမှအကောင့်တည်းစာဖွင့်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီမှာတော့ကျွန်တော်တို့ sign up ပေါ့ဒီ sign up ဆိုတာလေးကိုကျွန်တော်ရေးပြရပါမယ်ဒီမှာ sign up ဆိုတာလေးကိုရေးပြရပါမယ် okay sign up ကိုနေပြီဆိုရင်သူကဒီမှာ main ရပါတော့ကျွန်တော်ရဲ့ PayPal account က personal သုံးဖို့တက်ဖွင့်တာလားဒါမှမဟုတ် business သုံးဖို့တက်ဖွင့်တာလားပေါ့နော်ကျွန်တော်ဒီမှာ personal ပဲရေးပြထားပါမယ်ပြီးလို့ရှိရင်ဒီရောက်က gas tax ဆိုတာလေးကိုနေပြလိုက်ပါမယ် okay ဒီနေရာမှာကတော့အရေးကြီးရယ်ပေါ့နော်အရေးကြီးရယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့က region ရွေးပေးရမှာပေါ့ ျွန်တော်ရဲ့ region ကကနေဒါ region နဲ့ဖြစ်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော် United States ဆိုတဲ့နေရာမှာကနေဒါပြောင်းဖို့အတွက်ဒီသူ့ရဲ့ညာဘက်မှာရှိတဲ့ဒေါင်းရိုးလေးကိုတစ်ချက်ထိပေးလိုက်ပါကလေးပေါ်လာပြီဆိုလို့ရှိရင်တစ်ချက်အပေါ်ဆွတ်တင်ပေးလိုက်ပါတော့ဒီထက်ကမှကျွန်တော်တို့ကနေဒါကိုလိုက်ရှာပါမယ်။ Okay ဒါဆိုတော့ဒီမှာကနေဒါဆိုပြီးတော့ဒီမှာ သူရဲ့ flat လေးနဲ့ဒီမှာကနေဒါ sign လေးနဲ့ပေါ့နော်ကနေဒါနာမည်လေးကျကျနေပေါ့နော်ဒါလေးကိုကျွန်တော်တို့ရွေးပြီးလိုက်ပါမယ်ခုလိုရွေးပြီးဆိုရင်ကျွန်တော်တို့ guest tag ကိုပဲနှိပ်ပြီးလိုက်ပါမယ် okay guest tag ကိုနှိပ်လိုက်ပြီးဆိုရင်သူကပေးပဲ sign up လုပ်ဖို့အတွက် email တောင်းတယ်ပေါ့နော်ဒီထည့်ရမယ့် email ဒီကျွန်တော်တို့ပေးပဲ account တစ်ခါမှမဖွင့်ရသေးတဲ့ email အတိတ်ဖြစ်ဖို့တော့လိုတယ်ပေါ့နော် ကျွန်တော်တို့ပေးပဲအကောင့်ဖွင့်မှုရဲ့ဆိုရင်တော့ဒီ email ကိုအသုံးပြုလို့မရဘူးเนาะကျွန်တော်တို့လူသဖြင့်တော့ကျွန်တော်တို့ပေးပဲအကောင့်ဖွင့်မှဆိုရင် gmail အတက် email အတက်ဖွင့်လိုက်တာအကောင်းဆုံးပါပဲကျွန်တော်တော့ဒီမှာကျွန်တော်အခုတုံးပဲ email လေးကိုကျွန်တော်ထည့်လိုက်ပါမယ်ပြီးရင် next ကိုနှိပ်ပြီးလိုက်ပါမယ် okay ဒါဆိုတော့သူကဒီမှာဖုန်းနံပါတ်တောင်းနေပါတော့ဖုန်းနံပါတ်တောင်းနေဒီဖုန်းနံပါတ်ကကျွန်တော်တို့မှာမရှိပါဘူးမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ ကျွန်တော်တို့ဒီရော fake number ကိုတခုခုယူပြီးတော့ထည့်ပါမယ်ယူဖို့အတွက်ကျွန်တော်ဒီမှာ plus sign လေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ set bar ကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ခုရတဲ့လူလေးလက်ရရှာပြပါတော့ကနေဒါ ရစီအဆမ်မဆိုပြီးတော့ရိုက်လိုက်ပါတော့ဒီမှာသူပေါ်နေလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်နံပါတ်ဆိုတဲ့ထည့်ကိုဝင်လိုက်ပါဝင်ပြီးဒီမှာဒီဝက်ဆိုက်လေးပေါ့နော်ဒီဝက်ဆိုက်လေးတွေကိုတစ်ချက်ဝင်ပြီးလိုက်ပါ Okay ပြီးရင်အပေါ်ကိုဆွဲတင်လိုက်ပါဆွဲတင်ပြီးရင်ကျွန်တော်တို့ဒီကနေဒါဖုန်းနံပါတ်ယူမှာဖြစ်တဲ့ဒီကနေဒါဆိုတာလေးကိုနှိပ်ပြီးလိုက်ပါ Okay ပြီးရင်အပေါ်တစ်ချက်ဆွဲတင်လိုက် ။သူကဒီမှာကနေဒါဖုန်းနံပါတ်ဒီအများကြီးချပေးရအောင်เนาะကျွန်တော်တို့နဲ့အဆင်ပြေမယ့်ဖုန်းနံပါတ်တစ်ခုကိုကျွန်တော်တို့ကယူသုံးရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာဒီအပေါ်ဆုံးကဒီနံပါတ်လေးကိုပဲကျွန်တော်နှိပ်လိုက်ပါမယ်။ဘူးလို့မကြောင်ကြောင်ပေါ်လာပြီဆိုရင်ဒီမှာ close ကိုနှိပ်ပြီးလိုက်ပါเนาะ။ Okay ဒီမှာဒီနံပါတ်လေးပါ။ဒီနံပါတ်လေးကိုကျွန်တော်တို့ copy copy ယူလိုက်ပါမယ်เนาะ။ဒီကောင်လေးကို copy sign လေးနှိပ်လိုက်မယ်။ Okay ။ပြီးလို့ရှိရင်ကျွန်တော်တို့ခုနကတော့ဖုန်းနံပါတ်တောင်းတဲ့နေရာလေးမှာတွားပြီးတော့ထည့်ပြီးလိုက်ပါ။ okay ဒီဖုန်းနံပါတ်ကကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်အဆင်မပြေရင်နောက်ထပ်တစ်လုံးပေါ့နောက်တစ်လုံးကိုကျွန်တော်တို့ယူပါမယ်ကျွန်တော်ဘတ်နဲ့ပြန်ထွက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒုတိယအလုံးပေါ့နော်ဒုတိယအလုံးကိုကျွန်တော် copy ယူကြည့်ပါမယ် okay ပြီးရင်ကျွန်တော်ခုနလိုပဲဒီညမှာ paste ချလိုက်ပါမယ် next ကိုနှိပ်ကြည့်လိုက်ပါမယ် โอเคဒါလည်းဆက်ဗီဒီယိုဒီနေရာမှာတော့ကျွန်တော်တို့စိတ်ရှိဖို့လိုပါတယ်ဘာလို့ဆိုကျွန်တော်တို့ဒီကနေဒါဖုန်းနံပါတ်မရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ਨੇ အစီအမံပဲဖုန်းနံပါတ်တစ်ခုကိုကျွန်တော်တို့ယူတော့ရမယ်ဘောနော်ဒီနေရာမှာတော့ကျွန်တော်တို့တေချာလေးကိုစိတ်ရှိទីခံပြီးတော့တေချာလေးလုပ်ကြည့်ဖို့လိုပါတယ်โอเคဒီဖုန်းနံပါတ်ကိုကျွန်တော်ထပ်ပြီး copy ယူလိုက်မယ်ပြန်ဘယ်နေရာလေးမှာမေးကျွန်တော် piece ချကြည့်လိုက်ပါမယ် ဒီမှာကျွန်တော်ဖုန်းနံပါတ်ကြီးစမ်းကြည့်ပါမယ်တစ်လုံးပုံတစ်လုံးနဲ့တော့ရပါဘောเนาะဒီမှာတော့ကျွန်တော်စမ်းကြည့်ပါမယ်โอเคဒါဆိုတော့ဒီမှာကျွန်တော်ခုနက copy လိုက်တဲ့ဖုန်းနံပါတ်ကိုသူ့အနေနဲ့ကုတ်ပို့ပေးမယ်လို့ပြောတာဘောเนาะဒီလိုမျိုးလေးကြာလာပြီဆိုရင်ဒီမှာ reset ကုတ်ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပေးလိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့သွားပြီးတော့စစ်ကြည့်ပါမယ်ဒီထဲကိုသွားလိုက်သွားပြီးဒီမှာ update new sms ဆိုတာလေးကိုနှိပ်ပြလိုက်ပါကျွန်တော်တို့ကိုပေးပဲဘက်ကနေပြီးတော့ကုတ်ချပြီလားမချပြီလားဆိုတော့ကျွန်တော်တို့စောက်ကြည့်ပါမယ်โอเคဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့မှမြင်ရပါလိမ့်မယ်အပေါ်ဆုံးပါဒီမှာเนาะ ဒီအပေါ်ဆုံးမှာဒီမှာကျွန်တော်တို့ရဲ့ပေးပယ်အတွက်ကုတ်ချပေးရတယ်ဒီမှာ39 30 61တိဆိုတာလေးရှိပါတယ်အားလေးကိုကျွန်တော်တို့ copy ယူပြီးတော့တွားထည့်လိုက်ပါမယ်နော်ဒီမှာ39 30 61 okay ဒါဆိုရင်ကျွန်တော်တို့ပေးပယ်အကောင့်အဲကျွန်တော်တို့ဖွင့်လို့အဆင်ပြေပြီပေါ့နော်အဆင်ပြေပြီအဆင်ပြေပြီအဆင်ပြေပြီဆိုရင်ကျွန်တော်တို့ဒီမှာ password တစ်ခုလုံးရပါမယ်ဒီ password ကတော့ကျွန်တော်တို့အဆင်ပြေတဲ့ password တစ်ခုကိုထားပြီးလိုက်ပေါ့နော် ကျွန်တော်ကအဆင်ပြေတာကိုကျွန်တော်ရိုက်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဒီ password လေးကိုကျွန်တော် create လုပ်လိုက်မှာပေါ့เนาะ main store အနေနဲ့ဒီမှာက password ကို strong password အနေနဲ့ထားဖို့လိုပါတယ်ဒီနေရာမှာ strong password အနေနဲ့ထားဖို့လိုပါတယ်ကျွန်တော်ကဒီမှာ password ဖန်တီးပြီးပြီဖြစ်တဲ့အတွက် name ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြီးလိုက်ပါမယ် โอเคအခုလမလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီမှာနာမည်ထည့်ပေးရပါမယ်နာမည်ထည့်ဖို့အတွက်ကျွန်တော်ရဲ့နာမည်အရင်ထည့်လို့လည်းရတယ်ဒါမှမဟုတ်တခြားနာမည်တစ်ခုသုံးလို့လည်းရပါတယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့နာမည်ကျွန်တော်ဒီမှာအစီအမံနာမည်တစ်ခုကိုထည့်လိုက်ပါမယ်နော်โอเคဘုရင်ရေးထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာအောက်က date of birth date of birth မှာတော့ကျွန်တော်ရဲ့မွေးနေ့ကိုထည့်လို့ရမှာနော်အာကျွန်တော်တို့ဒီမှာမွေးနေ့အမှားလည်းထည့်လို့ရတယ်အမှားလည်းထည့်လို့ရပါတယ်โอเคဘုရင်ရေးထည့်ပြီးပြီဆိုရင်ဒီအောက်က aggravation ဆိုတဲ့နေရာမှာကျွန်တော်တို့ downing rule ကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်တော့ဒီမှာကျွန်တော်တို့ဘာရေးရမလဲဆိုရင်ဒီမှာ business mgmd vote member ဆိုတာလေးကိုကျွန်တော်ရေးပြီးလိုက်ပါမယ် okay ပြီးရင် name ဆိုတာလေးကိုပဲထပ်ပြီးတော့နှိပ်ပြီးလိုက်ပါမယ် okay ဒီမှာသူက address down တယ်ပေါ့နော်ဒီ address down တယ် အထွတ်တောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာကနေဒါအထွတ်မရှိပါဘူးမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ ਨੇ အဆင်ပြေမဲ့ကျွန်တော်တို့ဒီကနေဒါအထွတ်တစ်ခုကိုရှာပြီးတော့ထည့်ပါမယ်နဲထည့်မယ်ပေါ့နော်ထည့်ဖို့အတွက်ကျွန်တော်တို့ဒီမှာခုနလိုပဲဆိုင်းမနာတဲ့ခေါ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာအဲဒီမှာ fake address ကနေဒါဆိုပြီးတော့ရိုက်လိုက်မယ်နော် fake address ဒီမှာကနေဒါဆိုပြီးတော့ရိုက်လိုက်မယ် okay ပြီးရင်ကျွန်တော်ဒီထည့်ဝင်လိုက်မယ်ဝင်ပြီးရင်ဒီမှာ ဘတ်မှာ random address in canada ဆိုတဲ့ website လေးရှိပါတယ်ဒီ website လေးတွေကိုကျွန်တော်ဝင်ပေးလိုက်ပါမယ် okay ပြီးလို့ရှင်ရင်ဒီမှာကသူက country မှာကျွန်တော်တို့ canada ရွေးပေးရမယ်ပြီးရင်ဒီ quantity ဆိုတဲ့နေရာမှာကတော့ကျွန်တော်တို့ရဲ့ဒီ address ကိုကျွန်တော်တို့6ခုလားနောက်မှ1ခုလား2ခုလား3ခုလားအစချင်းကျွန်တော်တို့ရွေးရမယ်ပေါ့နော်ရွေးဖို့တော့ဒီမှာ quantity ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာ6မထားတော့ဘူးမထားတော့မင်းလည်းကျွန်တော် ျွန်တော်ဒီမှာတစ်ခုပဲလုတ်ပြမှာလုတ်ပြပြတဲ့ဒီ6ကိုကျွန်တော်ကျင်လိုက်မယ်နော်ပြင်ပြီးကျွန်တော်ဒီမှာတစ်ခုဆိုတာလေးကိုပဲရွေးပြလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ January ဆိုတာလေးကိုနှိပ်ပြလိုက်ပါမယ် Okay ဒါဆိုတော့သူ့အနေနဲ့ဒီအောက်မှာကျွန်တော်တို့ address လေးတစ်ခုချပေးထားပါဘောနော်ဒီမှာကနေဒါ face address လေးတစ်ခုချပေးထားတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီအပေါ်ဆုံးက street ပေါ့နော် street ဆိုတာလေးကိုကျွန်တော် copy ယူလိုက်ပါမယ်ဒါလေးကို copy ယူလိုက်မယ် โอเคပြီးရင်တော့ကျွန်တော်တို့ကုနာနေရပါတော့ကုနာကျွန်တော်တို့ရဲ့ address line တောင်းပါတယ်ဒီမှာကျွန်တော်သွားဖြည့်လိုက်ပါမယ် paste ချလိုက်ပါမယ်ဗောနော်ဒီမှာကျွန်တော် paste ချလိုက်။အာသူ့အနေနဲ့ paste တော့ပေးမချအောင်ဗျ။ပေးမချတာဖြစ်လို့တော့ကျွန်တော်တို့ခုနတုန်းက address လေးကို address လေးကိုကျွန်တော်မှတ်လိုက်မယ်။မှတ်ပြီးတော့ဒီနေရာမှာကျွန်တော်ထည့်လိုက်မယ်ပေါ့နော်။ ဒီမှာသူကဗာလေ4009 ross တူပြီးတော့သူအဲ့ဒါလေးကိုကျွန်တော်အရင်မှတ်လိုက်မယ်နော်မာကျွန်တော်4009နော်4009 ross ပြီးလို့ရှိရင်နောက်ဆုံးကဗာလေဆိုတော့ဗာလေ DE RRA SSE နော်ဒါလေးကိုကျွန်တော်ထည့်လိုက်ပါမယ် e r r a s s e okay green line ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောက်က line 2 line 2 line 2နေရာမှာလဲကျွန်တော်တို့အပေါ်ဟာပဲကျွန်တော်တို့ထည့်လိုက်ပါဘောနော်ကျွန်တော်တို့အပေါ်မှာရေးခဲ့တဲ့ line 2 number လေးကိုပဲကျွန်တော်တို့ထည့်လိုက်ပါမယ် okay ပြီးလို့ရှိရင် cd cd ကကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ဒီ fake address မှာတော့ကြည့်လိုက်မယ် CD ကနေမှာ SD ဒီမှာသူရေးတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ဟိုပါပေါ့တခြားဖုန်းတစ်လုံးနဲ့ကျွန်တော်တို့ရိုက်ပြီးတော့ထည့်လိုက်ပါဒါပို့ပြီးတော့မြန်ကန်တယ်ပေါ့နော်ဖုန်းလုံးနဲ့အရင်ဆုံးတပ်ပုံရိုက်ထားရိုက်ပြီးရင်ကျွန်တော်တို့အဲ့တိုင်းလေးလိုက်ပြီးတော့ဖြည့်လိုက်ပါကျွန်တော်ကဆိုကျွန်တော်ဒီမှာခုနကတော့ fake address မှာကျွန်တော်တို့ချပြီးရဲ့မြို့ကိုကျွန်တော်ထည့်လိုက်မယ်နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ မှာ provision ဆိုတဲ့နေရာမှာကတော့ကျွန်တော်တို့အရင်ဒီမှာဘာထည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်ဆုံးကပေါ့နော်ကျွန်တော်တို့ဒီမှာ alberta ဆိုတဲ့နေရာလေးကိုပဲကျွန်တော်တို့ထည့်ပြီးလိုက်ပါပြီးလို့ရှိရင် postal code postal code ကတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ဒီချပြီးရဲ့ကျွန်တော်တို့ဒီမှာ fake address ပေါ့နော် fake address မှာကျွန်တော်တို့ postal code ပါပြီးသားပါအဲ့ဒီ postal code လေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ် အဲ့ဒီမှာကျွန်တော်တို့ booster code က e 7 c မ1 1 sorry 1တော့ p a နောက်တစ်ခုက1 okay ကုလမလေး booster code ကိုလည်းထည့်ပြီးပြီကျွန်တော်တို့ရဲ့ address တွေကိုလည်းထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒါကိုတေချာလေးမှတ်ထားပါတော့ကျွန်တော်တို့ဖြည့်ခဲ့တဲ့ address တွေကိုကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့ကိုတေချာလေးမှတ်ထားလိုက်ပါဒါကတချင်ချင်းမှာလူကောင်းလူလာနိုင်ပါတယ် okay ဘယ်လိုမျိုးကျွန်တော်တို့ရဲ့အချက်လက်ကိုထည့်ပြီးပြီဆိုရင်ဒီရောက်က agree and create account ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြီးလိုက်ပါ ကေအခုလိုမလင်းပေါ်လာပြီဆိုရင်ကျွန်တော် not now ဆိုတာလေးကိုပဲနှိပ်ပြလိုက်ပါပြလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့မှာကတ်ရှိလားဘန်နဲ့ချိန်ပါလားကျွန်တော်တို့မချိန်ဘူးเนาะမချိန်မှဖြစ်တဲ့ဒီအောက်က not now ဆိုတာလေးကိုပဲထပ်ပြီးတော့နှိပ်ပြလိုက်ပါ ဒီမှာကျွန်တော်တို့ကိုသူ့အနေနဲ့ user name ရွေးခိုင်းပါတယ်ဒီမှာတော့ကိုအစီအမံမဲ့ user name တစ်ခုထည့်လိုက်ပါတော့ကိုရိုက်ထည့်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တော့ရိုက်မထည့်တော့ဘူးသူချပြရတဲ့ဟာလေးတစ်ခုခုပဲကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ continue ဆိုတာကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့သူ့အနေနဲ့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ရဲ့ Gmail စီကိုကုတ်နံပါတ် verify လုပ်ဖို့အတွက် ုတ်နံပါတ်ပို့ထားရပါတော့နော်ပို့ထားတာအကြောင်းပြောက်ကိုတီးအောင်ကျွန်တော်တို့ရဲ့ Gmail ကိုသွားပြီးတော့စစ်ကြည့်ပါမယ်โอเคဒီမှာဒီမှာကုန်းနံပါတ်သူချပေးရအောင်ပေါ့เนาะဒီမှာကျွန်တော်ရှာလိုက်ပါမယ်ဒီမှာ8298ဆိုတဲ့ကုန်းလေးပေါ့เนาะဒီမှာ8298ဆိုတဲ့ကုန်းလေးပါအဲ့ဒီကုန်းလေးကိုကျွန်တော်တို့သွားပြီးတော့ထည့်လိုက်ပါမယ် ါဒါဆိုတော့ကျွန်တော်မိတ်ဆွေတွေမြင်တဲ့နိုင်ကျွန်တော်တို့ဒီမှာကနေဒါပေးပယ်အကောင့်တစ်ခုပွင့်သွားပြီပဲဖြစ်ပါတယ်။ Nudi လေးဘာကြောက်တက်နေဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်။ဒီအောက်ကဟာကျတော့ကျွန်တော်တို့ဒီဟာတွေက credit card နဲ့ချိတ်ခိုင်းတာပါနော်ကျွန်တော်တို့မချိတ်လည်းရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာကနေဒါပေးပယ်အကောင့်ဖွင့်လို့အောင်မြင်စွာနဲ့ပြီးသွားပြီပဲဖြစ်ပါတယ်။နည်းမဲထိမထိတိရအောင်လို့ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးရင် half day ကိုဝင်လိုက်ပါ half day ကိုရောက်ပြီဆိုရင်ကျွန်တော်တို့အပေါ်တစ်ချက်ဆွတ်တင်လိုက်ပါဆွတ်တင်ပြီးရင်ကျွန်တော်ဒီမှာ resolution center ဆိုတာလေးရှိပါတယ်အဲ့ဒါကိုဝင်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့အကောက်ကဒီမှာ limit လည်းမထီဘူးပေါ့နော် limit လည်းကင်းတယ်အင်ဂျီလည်းတင်စရာမလိုဘဲနဲ့ကျွန်တော်တို့အခုလိုမျိုး pay ပဲ ကနေဒါအကောင့်တစ်ခုကိုအောင်မြင်စွာဖွင့်လို့ရသွားပြီပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကပြောခဲ့တဲ့အချက်လေးတွေကိုတရားလေးလိုက်လုံးမယ်ဆိုရင်ကျွန်တော်တို့ကနေဒါပြည်ပအကောင့်တစ်ခုကို limit ကိန်းငယ်နဲ့ဖွင့်လို့ရသွားမှာဖြစ်ပါတယ်။မေးစလို့နေရင်စိတ်တော့ရှည်ရမယ်ပေါ့နော်ခုနကတော့ကျွန်တော်တို့ရဲ့ဒီကနေဒါဖုန်းနံပါတ်ယူရတဲ့နေရာမှာကျွန်တော်တို့ကိုကုတ်ချပေးမယ်ဖုန်းနံပါတ်တရားဝင်ဖုန်းနံပါတ်တစ်ခု ဖြစ်အောင်တော့ကျွန်တော်လိုက်ရွေးဖို့လိုပါတယ်ဒီနေရာမှာတချို့တွေကတော့၃၄ခုရွေးပြီးသွားပြီဆိုရင်ရသွားတာရှိတယ်လို့တချို့တွေကတော့မြောင်များစွာသောဖုန်းနံပါတ်တွေကိုရွေးပြီးမှသူ့အနေနဲ့ပေးပကနေကုတ်ချပေးတာဖြစ်ပါတယ်ကျွန်တော်တို့ခုနကတော့၃လေးကယူလိုက်တယ်ဆိုတော့ဒါမိတ်ဆွေတို့ရဲ့မျက်မြင်ပဲပေါ့နော်အဲဒီပေးပေကောင်းဖွင့်တဲ့အချိန်မှာဒီဖုန်းနံပါတ်ယူရဲ့အချိန်မှာပေါ့နော်စိတ်ရှိဒီရှာလေးစိတ်ရှိပြီးလိုက်လုံးရမယ်ပြီးရင်မြန်မြန်ဆန်ဆန်လေးနဲ့သူ့ရဲ့ဖြည့်ရမယ်အချက်လက်တွေကိုမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်လေးဖြည့်ဖို့ လိုပါတယ်ဒါဆိုတော့ကျွန်တော်လိုမျိုးပဲမစ္စတိုအနေနဲ့လည်းပေးပေကနေတာအကောင့်တစ်ခုကိုအောင်မြင်စွာဖွင့်လို့ရသွားမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်လို့အဆင်ပြေရပါစေနောက်ထပ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေမှာပြန်လဲဆုံနေကြပါမယ်